ဒီဘက်ခေတ်မှာတော့ဗိုလ်ချုပ်တွေကဖုန်းကြီးတွေကိုကိုးကွယ်တယ်လို့ပါဏာတိပါဒကံကျူးလွန်တဲ့ဗိုလ်ချုပ်တွေကိုကိုးကွယ်တဲ့ဖုန်းကြီးတွေလည်းမနှဲပါဘူး1990ဩဂုတ်လ10ရက်မန်းလေးမြို့မှာပြုလုပ်တဲ့ရှစ်လေးလုံးအရေးတော်ပုံနှစ်ပတ်လည်ဆွန်းလောင်းပွဲမှာတန်ဃာတွေကိုစစ်တပ်ကနှောက်ရက်ပိတ်ဆို့ရိုက်နှက်တာအပြင်ပြစ်ခတ်မှုတွေပါရှိလို့တန်ဃာတော်အချို့တနက်ထိမှတန်ဃာရခဲ့ပါတယ်အဲ့ဒီဖြစ်ရကြောင်းတန်ဃာတော်တွေချမ်းမှာပတ္တနိုင်ကိုစနာကံဆောင်တပိတ်စတင်ခဲ့ပါတယ် အဲ့ဒီအချိန်ကစစ်အစိုးရမန်းလေးနဲ့ရန်ကုန်ကကျောင်းတိုက်တွေထဲဝင်ရောက်စီးနှင်းဖမ်းဆီးခဲ့ပြီးထိပ်သီးဆရာတော်ကြီးတွေအပါဝင်ရန်နဲ့ချီတဲ့တန်ကာတော်တွေကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။တာဝန်ရှိတဲ့သူတွေကတော့စစ်ကောင်းဆောင်တွေဖြစ်တဲ့ဘူစောမောင်ဘူခင်ညွန့်တို့အပါဝင်နဝဒစစ်ဆိုးရတစ်ခုလုံးပါပဲ။2009မှာလဲစစ်ဆိုးရကလောင်စာစီဈေးနှုန်းတွေမြင့်တင်လိုက်လို့ကုန်ဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။အဲ့ဒီအတွက် ပြည်သူတွေစားဝတ်နေရေးကြက်တဲလာတာကြောင့်တန်ဃာတော်တွေကပြည်သူဘက်ကရက်တီးပြီးလမ်းပေါ်ထွက်စီတန်းလမ်းလျှောက်မြစ်တာပို့ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကဘူတန်းရွှေရဲ့စီဆိုးရကတော့ငင်းငင်းချမ်းချမ်းမြစ်တာတုတ်ယူဆန္ဒပြခဲ့တဲ့တန်ဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးထောင်ချခဲ့ပါတယ်မြမစစ်ဘိုတွေကမြစ်တာတုတ်ကိုတောင်တနတ်နဲ့တုံ့ပြန်ခဲ့ကြတဲ့အတွက်ကြောင့်တရားဓမ္မဤလေအလုံးမဖြစ်ခဲ့ပါဘူး